ားလုံးပဲမြင်ရပါဗျ။ TDF Football Show YouTube Channel ကနေပြီးညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ FIFA Club World Cup Round 60ပွဲစဉ်နေရမင်းဒီနေ့မနက်ပိုင်းပေါ့နော်။ဒီနေ့မနက်အစောပိုင်းမှာပြီးဆုံးသွားခဲ့ပြီဗျ။ဒါကျွန်တော်တို့9ရက်နေ့မှာပေါ့နော်။ဒါ9ရက်နေ့မှာကျွန်တော်တို့ရဲ့ဒီရှစ်တင်းအဆင့်ပေါ့။ပွဲစဉ်နေရှစ်တင်းအဆင့်ရှုံးထုတ်ပွဲစဉ်နေပြန်လည်ဆမှာဖြစ်တယ်။အာညတော့ဒါ Real Madrid အတင်းနဲ့ဂျူရယ်အတင်းတို့ရဲ့ပွဲစဉ်ကတော့ဒါ Real Madrid အတင်းက1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ အာဒေါမွန်တင်းနဲ့မွန်တယ်ရီတင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါဒေါမွန်တင်းက2-1ဆိုတဲ့ရလနဲ့ကပ်ပြီးတော့အနိုင်ရရှိခဲ့တယ်ပေါ့ကျွန်တော်မနေ့ကရွေးချယ်ကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ပေးမှုကတော့ဒါ Real Madrid body ရွေးချယ်ပေးခဲ့ပြီးတော့ဒါညီကိုအနေနဲ့တလုံးတလုံး50နိုင်ဆိုတော့ Real Madrid ကနေ50လောက်နိုင်ခဲ့ပြီမြဲဒါကျွန်တော်ဒေါမွန်ပွဲကိုတော့ကိုအောက်ရွေးချယ်ပေးခဲ့ရပါတော့ကိုအောက်ရွေးချယ်ပေးခဲ့တဲ့အတွက်ဒါဒီပွဲမှာ50လောက်ရှုံးနေတဲ့အတွက်ဒါမနေ့ကတော့ကျွန်တော် Real အနိုင်နဲ့ဒေါမွန် တော့မကရှုံးတာနေရတာမျှနေတဲ့အတွက်မနေ့ကတော့ကျွန်တော်တို့ဘာမှမထွက်ခဲ့ဘူးပေါ့ဗျာအဲဒီနေ့မှတော့ကျွန်တော်ညီကိုတွေကိုပြည်ပကလာဟောကက်ပွဲကြီးခဏနားထားပေးမယ်ကျွန်တော်ကွန်ကာကက်ပေါ့နော်ကွန်ကာကက်ဂိုးကက်စီမီဖိုင်နယ်ပွဲစဉ်၂ပွဲလေးကနေပြီးတော့ကျွန်တော်စိတ်ကြိုက်ဖြစ်ဆုံးပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးတော်မှာဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ဒီမှာရွေးချယ်ပေးခြင်းနဲ့စိတ်ကြိုက်တစ်ပွဲကတော့ဒါအမေရိကန်အသင်းနဲ့ဂွတီမာလာအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အမေရိကန်အသင်းကတော့ဒါ ပြီးခဲ့တဲ့ knockout stage ပေါ့နော် knockout stage ပထမပွဲမှာတော့ကျွန်တော် costa rica ကိုတူတူတည်ကြရတာတူတူတည်ရလက်နဲ့ရရှိအောင်ကန်တန်ကန်ခဲ့ပြီးတော့ penalty မှာ၄ကို၃ကိုဆိုတဲ့ရလက်နဲ့ဒီနောက်တစ်ဆင့်ကိုတက်လာတာဖြစ်ပါတယ်ဗျအကွာဒီမာလာအသင်းကလည်းပထမပထမပေါ့နော်ဒီက semi final မကန်ခင်တပွဲမှာဒါကနေဒါနဲ့တွေ့ခဲ့ပြီးတော့ကနေဒါလိုအသင်းကို1-1ဆိုတဲ့ရလက် ်ဘဝဆိုတဲ့ရလက်ရရှိအောင်ကံတိုင်းကံတိုင်းခဲ့ပြီးတော့ဒါပင်နေဒီအဆုံးဖြတ်မှာလဲ5ဆက်ဆိုတဲ့ရလက်နဲ့ဒါဒီနောက်တစ်ဆင့်ကိုတက်လာပြီးအမေရိကန်နဲ့တွေ့ရဖြစ်ပါတယ်ဗျာဒါကနေဒါကနေဒါကိုတော့မှပဲ1 1တည်ရလက်ရအောင်ကံတိုင်းခဲ့တဲ့ဒါဂွာဒီမာလာရဲ့ခြေစွမ်းကိုတော့ကျွန်တော်တို့မချီးကျူးလို့မရဘူးဗျာဘာလို့ဆိုတော့ဂွာဒီမာလာကဂလိုးစဲတော့ကျွန်တော်တို့ FIFA Club FIFA ranking ပေါ့နော် FIFA ranking 106ရှိပြီးတော့ဒါ ကနီဂျာက FIFA ranking 30ပဲရှိ30ပဲရှိတဲ့အသင်းကိုဒါအကောင်းဆုံးခံကန်နိုင်တဲ့ပြင်ဒါ penalty အပူချိန်ကြီးရောက်ခဲ့ပြီးအနိုင်မှာကန်နိုင်ခဲ့တယ်ဆိုတဲ့အတွက်ဒါ Guardiola အသင်းရဲ့ကစားပုံကိုကျွန်တော်တို့လုံးဝအထင်သေးလို့ရတဲ့အနေအထားမျိုးမှာတော့ရှိမနေပါဘူးဗျ။အမေရိကန်အသင်းကလည်းကျွန်တော်တို့ Costa Rica ကိုနိုင်ပြီးတော့เนาะဒီတစ်ဆင့်ကိုတက်လာဖြစ်တဲ့အတွက်ဖြစ်တဲ့အတွက်ဒါဒီတစ်သင်းရဲ့ စင်မီဖိုင်နဲ့တွဲဆုံမှုကတော့ဒါအကျင့်နေရှိနေပုံပါပဲဖြစ်ပါတယ်ဗျာဒီနှစ်သင်းရဲ့ထိတ်လိုက်တွဲဆုံမှုမှာတွဲဆုံမှုက6ကြိမ်အထိရှိခဲ့ပြီးတော့ဒါအမေရိကန်က၄ကြိမ်နိုင်တယ်ဟုတ်တကြိမ်တည်းချပြီးတော့ဂွာဒီမာလာက၃ကြိမ်အနိုင်ရရှိတာတော့ကျွန်တော်တွေ့ရပါတယ်ဗျာဒီနှစ်သင်းရဲ့ဒါနောက်ဆုံးထိတ်တိုက်တွဲဆုံမှုက2026လောက်ထိဆိုတော့ဒါအတော်ကြီးအလန်းกว่าနေတဲ့အနေအထားတော့ဖြစ်နေပြီဒါအခုနောက်ပိုင်းကျွန်တော်တို့2000 20ရောပါပေါ့နော်ဦး2025မှာဒါသူတို့ပြမအောင်ပြန်နေတွေ့ဆုံနေတာဖြစ်ပါတယ်ဗျာဒီဘွဲကတော့မနခင်စတဲ့ရေးအနေနဲ့ကအမေရိကန်ကနေပြီးတော့နှလုံးသွင်းရင်ပြား80အနိုင်လောက်ထိပေးထားပြီးတော့ဂိုးဘုံကြီးကအသုံးလုံးသွင်းရင်ပြား90အနိုင်ပေးထားပါတယ်ဗျာအဲညနေပိုင်းအခုညနေပိုင်းပြောင်းလဲသွားတဲ့ကြီးမှာတော့ဒါအမေရိကန်က ဘော်ရီကြီးကိုနှလုံးသွင်းရင်တရားအပြည့်စားပေါ့နော်အပြည့်အနိုင်မျိုးပေးထားပြီးတော့ဂိုးပေါင်းကြီးက၃လုံးသွင်းရင်65ပြားဆိုတော့65ပြားလောက်ကျပါတယ်ဒီလိုနေထားမှာဒါသူထိတ်တိုက်တွဲဆုံမှုရကျွန်တော်ကြည့်ပြီးတော့ဆုံးဖြတ်မယ်ဆိုထိတ်တိုက်တွဲဆုံမှုရရဲ့ဒါလက်ရှိနှစ်သင်းရဲ့ဝေါ်ရန်ဂီနီရရဲ့ဆိုရင်တော့ဒါကျွန်တော်တို့တော်တော်များလူတော်တော်များများကတော့ဒါအမေရိကန်ကိုကြိုက်နှစ်တက်နေကြမှာဖြစ်ပါ ကြိုက်နှစ်သက်နေကြမယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဒါအမေရိကန်ကဂလိုလော့ဇယ်ကဘာအဆင့်မှာလဲဒါဂွာဒီမာလာတဲ့တာလွန်တဲ့အနေအထားမျိုးမှာရှိနေတဲ့ပြင်ကျွန်တော်တို့ FIFA ranking round 6 rest 60 FIFA ranking 16ပေါ့နော် FIFA ranking 16ဂွာဒီမာလာက FIFA ranking 106ဆိုတော့ဒီစီလောက်မင်းလီးတယ်မို့90လောက်ကွာတဲ့အနေအထားဗျာအဲ့လိုအနေအထားမျိုးမှာပြီးတော့ဂလိုလော့ဇယ်နှစ်သင်းရဲ့ ပုံပုံစံလေးရလေအန်ယူရိုအနေနဲ့ဒါအမေရိကန်ကိုဒါဒူလိုင်းနီးပါးကြိုက်နေမဲ့အနေထားမျိုးဒါပေမဲ့ဂွာဒီမာဂွာဒီမာလာကအထင်သီးလို့မရတဲ့အနေထားမှာရှိနေတဲ့အတင်းများဘာလို့ဆိုတော့ဘလော့စေသူတို့ဆီမီဖိုင်နယ်ကြီးတက်လာပြီသူတို့တွေးဆခဲ့တဲ့အတင်းကလည်းကနေဒါလိုအတင်းမျိုးကနေဒါလိုအတင်းမျိုးကိုဒါဖြုတ်ချခဲ့တဲ့အတွက်ဂွာဒီမာလာကလည်းလုံးဝအထင်သီးလို့ရတဲ့အနေထားမျိုးတော့မဟုတ်ဘူးဗျဒီသူတို့နော့ကောက်စတိတ်ပြီးခဲ့တဲ့အဆင့်မှာလည်းနှစ်တင်းလုံးကတည်ရရလက်ဒီပဲ ရအောင်ကန်ထားနိုင်တာဖြစ်တဲ့အတွက်အဒီပွဲကကျွန်တော်အနေနဲ့တော့ဒါအမေရိကန်ဘော်ဒီကနှလုံးတရာအပြေစားပေးရတဲ့အမေရိကန်ဘော်ဒီကတအားကြီးအန်ဒီရဲ့များနေတယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်ကိုပေါင်းကြီးကလည်း3လုံး65ပြားဆိုလို့3လုံး65ပြားဆိုတာဒီကြေးပေးကြေးကျော်ပေးမှုကကျွန်တော်နေခဲ့နေကတော့ဒါအမေရိကန်အမေရိကန်ကိုပေါ့နော်ဒါအမေရိကန်ဟိုဒီ လက်ရှိပုံစံနေရရောဒါရောဘောရံငင်ရရောအမေရိကန်ထိုင်မဲ့သူများမဲ့ပုံစံမျိုးဟိုပေးထားတဲ့ကြေးဖြစ်တဲ့အတွက်ကျွန်တော်နေနေကတော့ဒီဆီမီဖိုင်နယ်ပေါ့နော်အမေရိကန်နဲ့ဂွာဒီမာလာတင်းတို့ရဲ့ဆီမီဖိုင်နယ်ပွဲစဉ်ကိုကျွန်တော်ရဲ့ရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်နှလုံးသွင်းရင်အပြည့်နိုင်နိုင်တယ်ဆိုပေမဲ့ကျွန်တော်ဒီပွဲကိုတော့ဂွာဒီမာလာသင်းရဲ့ဒါ ကနေဒါလိုအတင်းကိုတော့ခံကန်လာနိုင်ခဲ့တဲ့အနေအထားကြောင့်ကျွန်တော်ကတော့ဒီပွဲကိုဂွာဒီမာဂွာဒီမာလာဘော်ဒီကိုကျွန်တော်ကြိုက်ရပြာကျွန်တော်ဘရိုလည်းသတိထားသတိထားပြီးမှာကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ပွဲတော်တော်များများပါဆိုလို့ရှိရင်ကျွန်တော်အောက်ကြီးလိုက်တာများတယ်ဗျာကျွန်တော်အောက်ကြီးကိုဒီပွဲမှာလည်းကျွန်တော်ဂွာဒီမာလာဘော်ဒီကိုကြိုက်ပါတယ်ဟုတ်ကဲ့ညီကိုရင်းနေနဲ့ အကြိုက်တူမှလိုက်ကစားပါဗျအကြိုက်မတူရင်လွတ်လပ်စွာပကံစော်ကစားနိုင်ပါတယ်ဒီလိုဒီနဲ့ဘောလုံးပွဲတွေကိုဒါတိုက်ရိုက်ကြည့်တိုက်ရိုက်စော်ကစားကြည့်ရင်တော့၂၄နိုင်ဝေသွင်းွေတော့အမခန့်ချဲအပြစ်ရှိတဲ့ UFA ဘက်မှာလာရောက်စော်ကစားလို့ရပါတယ်ဗျဒီလိုနေနဲ့ UFA ဘက်မှာငွေသွင်းအကောက်ဖွင့်ရုံနဲ့ဒါကျွန်တော်ရဲ့2025 26ဒါကျွန်တော်ဘောလုံးပွဲရာသီတွေလည်းစတော့မှာဆိုတော့စတော့မှာဆိုတော့ဒါညီွေနေနဲ့ဒါကျွန်တော်ရဲ့2025 26ဘောလုံးရာသီတခုဒါကျွန်တော်ရဲ့ Telegram VIP channel ကိုညီွေနေနဲ့ free join ခွင့်ရမှာဖြစ်ပါတယ်ဗျာ။ ျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့ရတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်တော့နောက်ဗီဒီယိုတွေမှာပြန်လည်းဆုံတွေ့ကြပါမယ်ခင်ဗျာ